မင်္ဂလာပါ GTC ရဲ့ထောက်ရှိကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ GTC တောက်ရှိမှာတင်ဆက်မဲ့ခေါင်းစဉ်ကတော့ communicative approach ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကိုစကားပြောအခြေပြုသင်ကြားတဲ့နီလန်းက Think Clear ရဲ့ speaking confidence ကိုဘယ်လိုမျိုးတိုးတက်စေလဲဆိုတာပါပဲအဲ Miss ပြည့်ရှင် communicative approach ဆိုတာကိုမိဘတွေအတွက်ရှင်းပြပေးပါဦး communicative approach ဆိုတာသင်ခန်းစာတွေကို grammar တွေ reading တွေ vocabulary တွေတိအောင်မကတကယ်လက်တွေ့ english စကားပြောနဲ့ချိတ်ဆက်ပြီးပြင်ဆင်ပေးထားတဲ့ပုံစံကိုအခြေခံထားတဲ့ teaching method တစ်ခုပါ။ဒါကြောင့်ကျောင်းသားတိုင်းက english စာကိုစာအုပ်ထဲကသင်ခန်းစာတစ်ခုလိုသိနေမယ့်အစားတကယ်ကိုယုံကြည်ချက်ရှိရှိနဲ့လက်တွေ့သုံးနိုင်မှုအတွက်၄င်းခန်းတွေကိုပါထည့်သွင်းပေးထားပါရဲ့။ CETC မှာတော့ student center activity တွေဖြစ်တဲ့ role play, pair work, group discussion နဲ့ real life situation practice တွေကိုအသုံးပြုပြီးဒီ teaching method တွေကနီးလနေတိုင်းအသုံးပြုပါတယ်။ဥပမာ coffee shop conversation, job interview practice နဲ့ travel dialogue တွေကိုအချစ်ချစ်ဖြစ်စေ၊အုပ်စုလိုက်ဖြစ်စေလေ့ကျင့်စေပါတယ်။ ဒီလိုနည်းနဲ့နေကြ Clear Air Speaking Coffee Run ကလည်းတမဟုတ်ချင်းတိုးတက်လာပါတယ်ပြီးတော့အင်္ဂလိပ်စကားပြောကိုအခုမှလက်တွေစတင်သင်ကြရမယ်ကလေးတွေကြောက်တတ်တဲ့ grammar မှားတာမျိုးတွေလည်းမရှိတော့ဘဲအင်္ဂလိပ်စကားပြောရမှလည်းပိုပြီးတော့သတိရှိလာပါတယ်အဲ့ဒါတွေကအင်္ဂလိပ်စာကိုအမှတ်စရနေကအမှတ်ထက်တကယ် English Communication Skill တွေကိုရရှိစေမှာဖြစ်ပါတယ် GTC English Language School မှာ communicative approach ကိုအသုံးပြုပြီးသင်ခန်းစာတွေကိုပျော်စရာစိတ်ဝင်စားစရာနဲ့တကယ်လဲတိုးတက်မှုရှိအောင်ဖန်တီးပေးပါတယ်။ Think Lee ရဲ့ English Speaking Confidence တိုးတက်စေဖို့ GTC နဲ့စတင်လိုက်ပါ။